ကြာလေးရဲ့အားသာချက်လာပြီနော်ဒီနေရာငယ်တဲ့ဒီအပြာလေးနေရာပေါ့ဒီနေရာလေးမှာပို့ပြီးတော့သူတို့ကထူးခြားတယ်ဒီပိုင်းအားသာတဲ့အတွက်ခုခုဆိုလို့ရှင်ပို့ပြီးရုံလုံးပေါ်တာညံ့တယ်ရုံလုံးပေါ်တယ်ဆိုတော့အမတခုခုပြောလိုက်တယ်ဆိုလို့ရှင်သူတို့ကပို့ပြီးရုံလုံးပေါ်နေပြီသဘောပေါက်နေပြီသူတို့က map တွေပို့ကျွမ်းတယ်မြေပုံတွေပို့ကျွမ်းတယ်လမ်းတွေမှတ်တာတွေသူတို့ပို့ကျွမ်းတတ်တယ်တဲ့မင်္ဂလိတဆိုင်ရင်တဲ့ဒါဒီ bridal look အားသာတဲ့သူတွေမှတွေ့ရတတ်တာပေါ့နော်အ ြလေးတိုင်းလည်းမဟုတ်တော့ပါဘူးတချို့လည်းအာသူတို့လမ်းမမမိရဲ့သူအများကြီးရှိပါတယ်တွေ့ဘူးပါတယ်ဒါပေမဲ့ဂျီဘူးရအဖြစ်သူတို့လမ်းပို့ပြီးတော့မင်္ဂလေးထက်တော့မမိတာများတယ်တဲ့တချို့ skill စီမှာသူတို့ပို့ပြီးအားတက်ချက်ရှိတယ်တဲ့ဘယ်လိုမျိုးလဲဆိုတော့ sports စီအာ driving skill စီ game တွေဆိုတာသူတို့ကပို့ပြီးတော့တဲ့ ွမ်းကျင်တတ်တယ်တဲ့။အနောက်ကအဝါရောင်လေးညမှာရှိတဲ့ Hospital Lock ကတော့တူတူပါပဲတဲ့။ဖိတာလောင်ကွာခြားချက်မရှိဘူးတဲ့။ Study လေးရောဒီလိုထွက်ထားတယ်။တဦးတယောက်ချင်းစီနဲ့တော့ပိုဆိုင်တယ်လို့တော့လောရမြင်တယ်။တချို့ကြတော့လေကိုယ်တိုင်ကောင်က genetic ကလည်းအရန်ကောင်းတယ်အဖေမိညာရန်ကောင်းတဲ့သူတွေမှာကြားလေးဖြစ်ပေမဲ့လေ frontal lobe ပို့ပြီးတော့ develop ဖြစ်နေရရင်ရှိနိုင်တာပဲ။ပြီးတော့လို့ရှိရင်နှစ်ထင်းဒီအစိမ်းရောင်နေရာလေးပိုအားတာနေရရှိနိုင်တာပဲဒါ genetic နဲ့လည်းဆိုင်နေပြီးတော့လို့ရှိရင်သူကိုယ်တိုင်ကလည်း ူတယောက်ကကိုယ့်ရဲ့အုံနောက်ကိုဘလောက်တောင်မှခိုင်းနေလဲအလုံးလောက်ခိုင်းနေလဲဆိုင်နေအုံနောက်ကြီးတစ်ခုတော့သူနဲ့ကိုယ်နဲ့တန်းတူရှိပါလျက်နဲ့ကိုယ့်ရဲ့အုံနောက်ကိုကိုကမတုံးဘူးဆိုလို့ရှိရင်ဘလို့ပြောပြရမလဲတန်ကြီးတွက်သွားတယ်လို့ပေါ့နော်မတွေးတော့ဘူးမကြံစဘူးအရာရာဟာသူများကိုပဲလိုက်ပြီးတော့ copy ကူးနေမယ်မင်းလိုက်နေမယ်ဆိုလို့ရှိရင်တော့သူ့အုံနောက်ကိုသူကမတုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အုံနောက်ကထက်မြက်စရာတော့အကြောင်းမရှိဘူးကိုယ့်ရဲ့အုံနောက်ကိုကိုကကောင်းကောင်းတုံးနေတယ် သွေးနေတယ်ဆိုလို့ရှိရင်ထက်မြက်မှာပဲဆုံးဖြတ်ချက်တွေလည်းမချတဲ့အခါမှာမချဖြစ်တော့ဘူးအဲ့တော့မချရဲတော့ဘူးလော်ရော်လေးကလေးတွေကိုလူကြီးတွေကဆုံးဖြတ်ချက်တွေလိုက်ပြီးတော့ချပေးတာမျိုးသိပ်ပြီးတော့မဆိုင်ဘူးသူကသူ main ကလေးပဲဖြစ်စီယောက်ျားလေးပဲဖြစ်စီသူတို့ကိုအရွယ်တစ်ခုပေါ့နော်ရောက်တဲ့အခါမှာဆုံးဖြတ်ချက်တီးတီးလေးညာနေစပြီးတော့ချခိုင်းတင်နေပြီးွားတော့မှဒီထက်ပိုပြီးနည်းနည်းပိုကြည့်ရဲ့ဆုံးဖြတ်ချက်လေးချအဲ့တော့မှချလာနိုင်လာမယ်နောက်တစ်ဖြည်းဖြည်းနဲ့ အရန်ကြီးမသောဆုံးဖြတ်ချက်ကြီးသူတို့ချနိုင်သွားလိမ့်မယ်။အလုံးမဟုတ်ဘဲနဲ့မိဘကဆရာသမားကကိုယ့်ရဲ့သားသမီးကိုယ့်ရဲ့တပည့်ကိုအရန်ကာကွယ်ခြင်းနဲ့စိတ်နဲ့ဆုံးဖြတ်ချက်တွေအကုန်လုံးကိုလိုက်ချနေမယ်။တေးသေးလေးကစာလိုက်ပြီးဆုံးဖြတ်ပေးနေမယ်။ဆုံးဖြတ်ပိုင်ခွင့်ပိတ်ပင်ထားမယ်ဆိုလို့ရှိရင်